Hello အားလုံးပဲမင်္ဂလာပါကျွန်တော် and 5 grammar လေးတို့ပြန်ပြီးတော့လေ့လာနေတာဒီတစ်ခေါက်ကအပိုင်း2ဖြစ်ပါတယ်အရှိမအပိုင်း1ရှိရပေါ့เนาะအဲ့တော့အပိုင်း1မကြည့်ရသေးဘူးဆိုလို့ရှိရင်အဲ့ဒီကနေစပြီးတော့ကြည့်ဖို့အတွက်အကြံပြုပါတယ်ကျွန်တော် and 4ရောက်သွားတဲ့အခါမှာ and 5စာလေးကမတိတ်ပြီးတော့မမှတ်မိတော့လို့ခံစားရတယ် and 3ရောက်ပြင်မဲ့အဲ and 5ကစာမကြည့်လို့ခံစားရလို့ပြန်ပြီးတော့ and 5ကနေစကြင်ကောင်းမလားအဲ့အဲ့လိုမျိုးမလုပ်ရဘူးပေါ့เนาะအဲ့တော့ and 3ရောက်နေပြီဆိုလဲ and 3စာကိုကြက်ပြီးလို့ရှိရင်အချိန်ရပြီဆိုလို့ရှိရင်ဒီလိုမျိုးဗီဒီယိုလေးကိုနားထောင်ခြင်းအပြင်အချိန်နည်းနည်းလေးပေးပြီးတော့စာရေးအများကြီးပြန်ပြီး ောမှတ်မိကြမယ်ပေါ့နော်အဲ့တော့ဒီတစ်ခါကျွန်တော်တို့ and five grammar လေးလေးအနေနဲ့ဗာလီတီလေးလာမလဲဆိုတော့အရင်ဆုံး grammar ပတ်တန်လေးမသွားခင်ပေါ့နော်ဒီနေ့ vocabulary လေးနှစ်ခုမှတ်ပေးစေချင်ပါတယ်ပထမတစ်ခုကကြတော့ it's more ဆိုတဲ့ vocabulary ဖြစ်ပါတယ် it's more it's more ဆိုတာကအမြဲတမ်းဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲကျွန်တော်အမြဲတမ်းတစ်ခုခုအဲလုတ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကိုအမြဲတမ်းလုတ်လေးလုတ်ထားရှိရဲ့အင်္ဂလိပ်စာမှာဆိုရင်လည်းကျွန်တော် always ဆိုတဲ့စကားလုံးလေးနဲ့ရှိတာပေါ့နော်အဲ့တော့ဂျပန်ဘာသာစကားမှာဆိုလို့ရှိရင်အဲ့ဒီအမြဲတမ်းဆိုတဲ့စကားလုံးလေးကို it's more ဆိုပြီးတော့ခေါ်တယ် ။ तू อ่ะဟို buff မဟုတ်ဘူး edit မဟုတ်ဘူး now မဟုတ်ဘူး तू ပါ तू ပေါ့เนาะဟိုဂျားထဲမှာထည့်ပြီးတော့တုံးလို့ရတယ် add buff ပုံစံမျိုးလေးနဲ့ပေါ့เนาะအဲ့တော့အဲဒီမှာဆိုလို့ရှင်ဗာလေးပြထားလဲဆိုတော့ဥပမာစာကြောင်းလေးအနေနဲ့私はいつも ကိုဟီယိုနိုမီမတ်အဲ့တော့ကျွန်တော်ကအမြဲတမ်းကော်ဖီကိုတောက်ပါတယ်အဲ့တော့သူမပါလို့ရှင်လဲဆန်ဒက်စ်ကအတိတ်ပဲရှိတယ်သူ့ဖယ်လိုက်ပြီဆိုရှင်လဲဝါတရှိဝါကိုဟီယိုနိုမီမတ်ကျွန်တော်ဒီကော်ဖီကိုတောက်ပါသည်ဝါတရှိဝါဘီဒူကိုနိုမီမတ်ကျွန်တော်ဒီဘီယာတောက်ပါသည်ဝါတရှိဝါခူတာမွန်နိုထားပေးမတ်ခူတာမွန်နိုဆိုတတိဆိုတတိကိုစားပါသည်ဝါတရှိဝါ ကိုဟောင်းဒါပဲမတ်ကျွန်တော်ဒီထမျိုးစားပါသည်အဲ့တော့သူ့ထဲလိုက်လို့ရှင်ဘာဖြစ်သွားလဲဆိုတော့ပို့ပြီးတော့လင်းနဲ့သွားရပေါ့နော်အဲ့တော့အဲအမြဲတမ်းတစ်ခုခုလုတ်တဲ့အခါမှာပေါ့နော်ဝတ္တရှိဝအစ်ချမော 日本語を勉強しますとしてじゃあ、あ明田ジャパンバタ姿を理来てそうびょ出たまぼเนาะ。あの、いつも明田そういう姿論にまたびば。クエセンテンスリーディをしし言わおうぼเนาะ。ゆゆお便しやりりเนาะ。私はコーヒーを飲みます。じゃあ、ディコーヒー倒ばれそうだて。じゃあ、明田コーヒー倒でそういう嘘でပြောれかまぽびよ。ティティヤヤより出たいぼเนาะ。あのべ。とやセンチメ姿論にはじゃあ、ケッシュでそういうボーカブしばれ。ケッシュがじゃあ、ベロマ never never ベロマ。あの、ベロマ出てるとやというあのま ြဲတမ်းအငင်းလိုက်မယ်ပေါ့နော်ဘယ်တော့မှမလုပ်ဘူးဘယ်တော့မှမသွားဘူးဘယ်တော့မှမစားဘူးဆိုရယ်ဥစ္စာမျိုးပေါ့เนาะအဲ့တော့အမြဲတမ်းဆိုရင်လုပ်တယ်ဘယ်တော့မှမလုပ်ဘူးဆိုရယ်ဟိုအတွေ့လိုက်လေးဖြစ်မယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်အတရှိက cash တက်ခိုးယူနော်မီမဆက်ကျွန်တော်ကဘယ်တော့မှ coffee မတောက်ပါဘူးအဲ့တော့အဲနောက်တစ်ခုဆိုလို့ရှိရင်အတရှိက cash တက် video နော်မီမဆက်ကျွန်တော်ကဘယ်တော့မှအဲ coffee အဲ beer မတောက်ပါဘူးပေါ့เนาะအတရှိက cash တက် shukudai ရရှိမဆက် ဒါတော့မဖြစ်တဲ့ကျွန်တော်ဘယ်တော့မှအိမ်စာမလုပ်ဘူးအဲအဲ့ဒါတော့မဖြစ်တဲ့ဘောနော်အဲ့တော့ဒီလိုမျိုးလေးတုံးလို့ရပါတယ်အဲ့တော့ဒီနေ့ပထမဆုံးအစာလေးမှာဘောနော်ဒီ itsumo နဲ့ cash day ဆိုရယ် vocabulary နှစ်ခုမှတ်ထားပေးပါအဲ့တော့ grammar pattern လေးပြောတဲ့အခါမှာဆိုလို့ရှိရင်အရှိမဆိုရင်ကျွန်တော်ဘောနော်အရှိပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘာဖြစ်ပါသည်ကျွန်တော်ဒီဘာမဖြစ်ပါဆိုရယ် grammar လေးစာပြေးလေ့လာခဲ့ဘောနော်အဲ့တော့ဒီတစ်ခေါက်ကကြတော့ဒီမှာပြီးထားတာက noun this ဆိုရယ်ဥစားလေးဘောနော် noun ဖြစ်ပါသည်ပေါ့နော် desk ကကြာဖြစ်ပါသည်အဲ့တော့အဲအရှိမတော့ကကြာကျွန်တော်တို့ကဝတ္တရှိဝကောက်စီဒက်စ်ကျွန်တော်ဒီကြောင်းသားဖြစ်ပါသည်ပြောခဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဗာလေးထပ်ပြီးတော့မှတ်မိစီလဲဆိုတော့အမေအမေဆိုတာကမိုးပြောတာမိုးပြီးလို့ရှိရင်ယူခိယူခိကကြတော့နှင်းကိုပြောတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျောကအမေဒက်စ်ဆိုလို့ရှိရင်ဒီနေ့က မိုးဖြစ်ပါသည်ဆိုပြီးတော့ဘာသာပြန်လို့မရဘူးပေါ့เนาะအဲ့တော့ဒီမှာရှိနေတဲ့နောင်းလေးတွေကတခုခုကိုလုတ်တဲ့အဲ action ပါတဲ့အဲ့လိုမျိုးပေါ့เนาะ action အတိတ်ပဲပါတဲ့နောင်းလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့ဘာဘာဘာဖြစ်တယ်လို့ပြောလိုက်လို့ရှိရင်အဲ့လိုမျိုးပေါ့เนาะမြန်မာလိုဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ဒီမိုးဖြစ်ပါသည်လို့ဘာသာမပြန်ရဘဲနဲ့ဒီနေ့မိုးရွာတယ်ဆိုတဲ့ဥစ္စာမျိုးလေးဖြစ်သွားပါပေါ့เนาะ Kyowa Yukides အဲ့ဆိုလို့ရှိရင်ဒီနေ့နှင်းကြတယ် 今日は買い物です。買い物とかし、せいだぽの。あの、でね、え、でねは税務めにဖြစ်တယ်ပေါ့เนาะအဲ့လိုမျိုးအတိပဲလေးနဲ့ဒါမျိုးလေးလည်းတွေ့ရတတ်တယ်။ဥပမာကျွန်တော်တို့တစ်ခါလေးကြာလို့ရှိရင်ဂျူဂီယောပေါ့เนาะဂျူဂီယောဂျူဂီယောဆိုလို့ရှိရင်အတန်းချိန်ကိုပြောပါပေါ့เนาะခေါ်ကဂျူဂီယောတဲ့ဆိုလို့ရှိရင်လည်းအာဒီနေ့ဒီနေ့ကအတန်းအတန်းချိန်ရှိတယ်ဆိုရင်အတိပဲမျိုးလေးနဲ့ပေါ့เนาะအဲ့တော့တစ်ခါလေးကြာလို့ရှိရင်လိုမျိုး noun တဲ့ဆိုပြီးတော့ဟို plain နေနဲ့လည်းတွေ့ရတတ်တယ်ပေါ့เนาะအဲ့တော့ဒီနေ့ကတော့ဘာဖြစ်ခဲ့တယ်ဆိုရင်ဥစ္စာမျိုးလေးဆိုလို့ရှိရင်ဒီ noun deaths ရဲ့ကျွန်တော်ကဟိုအတိတ်ပေါ့နော် past attack past tense အနေနဲ့ပြောင်းလိုက်မယ်ဆိုလို့ရှင်ကကြတော့ dash တာဆိုပြီးတော့ပြောရတယ်ပေါ့နော်ဒါအရှိမလဲဟိုကျွန်တော်အဲ ုံးလို့ရတယ်ပေါ့နော်တုံးလို့ရတယ်ဆိုလို့ရှိရင်ဒါပေမဲ့ past tense ဆိုတဲ့ဥစ္စာကဥပမာပေါ့နော် watashi wa gakusei desu ဆိုလို့ရှိရင်ကျွန်တော်ဒီចောင်းသားဖြစ်ပါသည်ပေါ့နော် watashi wa gakusei deshita ဆိုလို့ရှိရင်ကျွန်တော်ဒီចောင်းသားဖြစ်ခဲ့ပါသည်ဆိုတဲ့ဥစ္စာကြီးအကြောင်းနည်းနည်းဟိုမြန်မာဘာသာစကားမှာဆိုလဲကျွန်တော်အဲ့လိုမျိုးကြီးမပြောဘူးပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီမှာဆိုကျွန်တော်ရေးထားတယ်ပေါ့နော် watashi wa isha deshita ဆိုလို့ရှိရင် အိရှစွာကဆရာဝန်ကျွန်တော်ဒီအဲဆရာဝန်ဖြစ်ခဲ့ပါသည်ဆိုလို့ရှင်သူကအခုကဆရာဝန်မဟုတ်တော့ဘူးဆိုတော့အတိတ်ပဲမျိုးဖြစ်သွားတာဟုတ်နော်အဲ့တော့ဟိုဒါမျိုးလေးပြောတဲ့အခါကျရင်နော်ဟိုတတိထားမယ်ပေါ့နော်ဒါပေမဲ့ညာသွားဖြစ်ဒီလိုမျိုးပေါ့နော်ခေါအဲဟိုခီနိုဝါ အမေဒက်စ်တာခီနိုခီနိုဆိုတာမနေ့ကပေါ့နော်မနေ့ကမိုးရွာခဲ့တယ်ဒီလိုမျိုးပေါ့အပေါ်မှာပါခဲ့တဲ့အမေတို့ယူခီတို့ခိုင်းမွန်တို့လို့ဆိုလို့ရှင်ဒီနောင်ဒက်စ်နောင်ဒက်စ်တာနေရပေါ့ပေါ့ပါပါလေးအေးစစ်စစ်သုံးလို့ရရပေါ့နော်အဲ့တော့ watashi wa kaisha in desu တာဆိုလို့ရှင် watashi wa kaisha in desu ဆိုလို့ရှင်ကျွန်တော်ဒီကုမ္ပဏီဝန်ထမ်းဖြစ်ပါသည် watashi wa kaisha in desu တာဆိုလို့ရှင်ကျွန်တော်ဒီအဲကုမ္ပဏီဝန်ခန်းဖြစ်ခဲ့ပါသည်ဆိုလို့ရှင်အခွက်ကုမ္ပဏီဝန်ထမ်းမဟုတ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတော့ရှိသားမယ်ပေါ့နော်အဲ့ဒါလေးတတိထားမယ် ်私は教師でした。教師さが教馬さてねしやを教師そうびょこれ。あの私は教師でした。そういうのはあのが教師やဖြစ်ခဲ့ဘူးတယ်ပေါ့။ဆိုရအတိတ်ပဲမျိုးလေးဖြစ်သွားမယ်ပေါ့နော်။ခုခုကခိုအန်でした。ဒီနေရာခုခုဒီနေရာဒီခိုအန်でした。ခိုအန်ကပန်းချံဆိုတော့ပန်းချံဖြစ်ခဲ့ပါသည်ဆိုတာကအခုဒီနေရာပန်းချံမဟုတ်တော့ဘူးဆိုရအတိတ်ပဲမျိုးဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ now des now でしたဆိုတဲ့ဥစားလေးကိုလည်းမှတ်ထားပေးပါအောင်နော်။อืม ဒါလေးရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့ကြည့်ကြရအောင်အဲအရှိမကျွန်တော်အရှိခမ်းမှာတော့ e adjective ကိုပြောခဲ့တယ်ပေါ့နော် e adjective ကိုအဲ e ဆိုလို့ရှိရင်သူ့ sentence အဖြစ်ပြောင်းချင်တယ်ဆိုလို့ရှိရင်တခါလေး death ဆိုပြီးတော့တန်ပေါင်းလို့ရတယ် e death ပေါ့နော်ပြီးလို့ရှင်သူ့အငင်းပြောင်းမယ်ဆိုလို့ရှင် could nine death ဆိုပြီးတော့ပြောင်းတယ်အတိတ်ကိုပြောင်းမယ်ဆိုလို့ရှင် ခတ်တာတယ်ဆိုပြီးတော့ပြောင်းတယ်ခုနခတ်တာတယ်ဆိုပြီးတော့အီကိုအီကိုလေးခုပြောင်းခဲ့တယ်ပေါ့နော်အဲ့တော့မှတ်ပေးသတိချင်တာကကြတော့ဂျပန်ဘာသာစကားမှာကျွန်တော်က adjective နှစ်မျိုးရှိတယ်ပေါ့နော် adjective ဆိုတာကနာမဝိသေသနာဒေါနဲ့ဆုံးသောစကားလုံးလေးကိုပြောတာပေါ့နော်အဲ့တော့ ကျမဘာသာစကားမှာ adjective နှစ်မျိုးရှိတယ်ပထမတစ်ခုကကျတော့အရှိခမ်းမှာကျွန်တော်လေ့လာခဲ့တဲ့ e adjective အခုဒီတစ်ခေါက်လေ့လာမှာကျတော့ na adjective ပေါ့နော် na adjective သူကကျတော့ရှင်းရှင်းလေးပဲ na နဲ့ဆုံးတဲ့သောအသေးပဲရတဲ့စကားလုံးတွေပေါ့နော်အဲ့တော့များသောအဖြစ်တော်တော်များများလေးလဲအဲသဘောကျမယ်ထင်တဲ့စကားလုံးလေးတစ်ခုပြောမယ်ဆိုလို့ရှင် sukina ဆိုတဲ့ vocab မျိုးလေးရှိမယ် sukina sukina ဆိုတာကကြိုက်နှစ်သက်သောဆိုတဲ့ na adjective vocab လေးဖြစ်ပါတယ် စကိနာတိုင်းနှစ်သက်တော့ပေါ့နော်အဲ့တော့ adjective ဆိုတဲ့စကားလုံးရဲ့သဘောတဘာဝအရာကို adjective ရဲ့နောက်မှာ automatic ပေါ့နော်သူက noun ကပ်လို့ရတယ်အရှိမဆိုလို့ရှိရင်လည်းကျွန်တော်အဲ့လိုမျိုးပေါ့နော်ဥမာတကားကြီးဆိုလို့ရှိရင်မြင့်တော့ဆိုလို့ရှိရင်အနောက်မှာ B2 ဆိုလို့ရှင်အဲတာကာယီ B2 ဆိုလို့ရှင်မြင့်တော့အဆောက်အဦးဆိုပြီးတော့တန်းပြီးတော့နောင်ကတ်လို့ရတယ်လို့မျိုးနောက် adjective ကလည်း adjective ဖြစ်တဲ့အတွက်သူ့ရဲ့နောက်မှာကနောင်ကတန်းပြီးတော့ကတ်လို့ရရယ်ပေါ့နော်ဆောဆောပြောလိုက်တဲ့ skina ဆိုတာကကြိုက်နှစ်သက်တော့ဆိုလို့ရှင်အနောက်မှာ hito လူဆိုတဲ့ဥစ္စာလေးကိုထည့်လိုက်လို့ရှင် skina hito ဆိုလို့ရှင် ကျွန်တော်သဘောကျတော့သူဆိုတဲ့အဥ္စာမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့အေးဆန်ကဝါသရှိနော့စခိနာဟီတိုတဲ့ဆိုလို့ရှင်အေးဆန်ကကျွန်တော်ရဲ့သဘောကျရတဲ့သူဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အရှိမသင်ခဲ့တဲ့ grammar ပတ်တန်လေးနဲ့လှည့်ပြီးတော့သုံးချင်တယ်ဆိုလို့ရှင်ဝါသရှိနော့စခိနာဟီတိုကျွန်တော်ရဲ့သဘောကျရတဲ့သူဆိုပြီးတော့သူ့ကိုနောက်တစ်ခုလုပ်လိုက်တယ်နောက်ဝါဘီဆန်ဒက်အဲ့တော့ဘီဆန်ဖြစ်ပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ ပြန်မှတ်ပေးရမယ်ဆိုလို့ရှိရင် e adjective နဲ့ na adjective နဲ့ရှိတဲ့ adjective သဘောသဘာဝအရာ e ရဲ့ e adjective ဖြစ်ဖြစ် na adjective ပဲဖြစ်ဖြစ်အနောက်မှာ noun ကတန်းပြီးတော့ဘာမှဖြုတ်စရာကတ်စရာမလိုပဲတန်းပြီးတော့ noun ဆိုရင်ကတ်လို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုး e adjective အ e adjective လေးဘယ်လိုရှိလဲဆိုရင်ဟာရှိမှကျွန်တော်အများကြီးမှတ်မိမှတ်ခဲ့ပြီးသွားပြီဒီတစ်ခေါက်ကကျတော့ na adjective စကားလုံးလေးလေးကိုချက်ပေးမယ်ပေါ့နော် sukina ကြိုက်နှစ်သက်တော့ဆိုတဲ့ဥစ္စာမျိုးရှိမယ် kireina လှပတော့ shizuka na ိတ်ဆိတ်သောနိဂိယကနာစီကာသောဆိုရဲဒီလိုမျိုးစကားလုံးလေးရှိနိုင်တယ်ပေါ့နော် Okay အဲ့တော့ဒါဒီ adjective ဖြစ်တဲ့အတွက်သူကဒေါ်နဲ့ဆုံးနေတုံးပဲရှိသေးတယ်ဒေါ်နဲ့ဆုံးနေတုံးပဲရှိသေးတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကစကားပြောပုံစံဖြစ်အောင်ပေါ့နော်စကားပြောပုံစံဖြစ်အောင်လုပ်ရမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒါအရှိမဖားပြီးဆိုထားလိုက်မယ်အရှိမကျွန်တော် e adjective တုံးအောင်ဆိုလို့ရှင် desk ကိုတန်းမြော့ကတ်တာပေါ့နော်ဒါမဲ့ na adjective ကြောက်တော့တန်းမြော့ကတ်လို့မရဘူး na ကိုဖြုတ် desk နားကိုဖြုတ်ပြီးတော့မှ dance ပေါ့နော်ဆိုဆိုကစခိနာဆိုလို့ရှိရင်ကြိုက်နှစ်သက်တော့ဆိုတဲ့စကားလုံးလေးအဲ့တော့ကြိုက်တယ်လို့ပြောရင်စခိဒက်စ်ဒါဖွင့်ပြောရင်များတော့ဖြင့်ဂျပန်မှာဆိုလို့ရှိရင်လို့ရီစက်စကားပြောလို့ရှိရင်အဲ့လိုအိုက်စ်တယ်လို့ချစ်တယ်ဆိုပြီးတမ်းပြီးပြောအရင်ဆုံးစကီဒက်စ်ကနေစရတယ်ပေါ့နော်အဲ့တော့ဒါလေးကိုတမ်းပြီးတော့မှတ်ထားပေးပါအဲ့တော့နားကိုဖြုတ်ဒက်စ်ပေါ့နော်စကီနာဆိုလို့ရှိရင်စကီဒက်စ်ဒါကြီးစကီနာဆိုလို့ရှိရင်အရှိမဒါကြီးထည့်လိုက်လို့ရှိရင်အရန်ဆိုပြီးဖြစ်သွားတယ်ဒါကြီးစကီနာဆိုအရန် အရန်ကြိုက်နှစ်သက်တော့ဖြစ်ပြီးတော့အရန်ကြိုက်တယ်ဆိုလို့ရှိရင် dice key this dice key this အရန်ကြိုက်တယ်ဆိုပြီးဖြစ်သွားတယ်ပေါ့နော်နီဂီယာကာနာဆိုလို့ရှိရင်စီကားတော့ပေါ့နော်အဲ့တော့နီဂီယာကာဒက်စ်စီကားသည်နော်အဲ့တော့သူနောင်နောင်နောင်မှာကတ်ပြီးတော့ကတ်ချက်ပြောချင်တယ်ဆိုလို့ရှိရင်နီကီယာကနာမာချီဒက်စ်မာချီကကြာနောင်ဖြစ်တဲ့အတွက်ဒါကြတော့အရှိမကျွန်တော်သင်ထားတဲ့ဝါဒက်စ်ဆိုတဲ့ပုံစံမျိုးလေးဝင်သွားရပေါ့နော် ပြီးရင်ကျွန်တော်တို့မှာနီဂီယာကတဲ့စီကားတယ်နီဂီယာကနာမချီတဲ့စီကားတော့မျိုးဖြစ်ပါတယ်ဆိုတဲ့ဥစ္စာမျိုးလေးပေါ့နော်ရှီဇူကာရှီဇူကာဆိုလို့ရှင်အဲရှိစုကရှိစုကနာဆိုလို့ရှင်အဲတိတ်ဆိတ်တော့ငြိမ်သက်တော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်ရှိစုကနာမချီတဲ့ဆိုလို့ရှင်ရှိစုကနာမချီတဲ့တိတ်ဆိတ်တော့ငြိမ်အေးတော့မျိုးဖြစ်ပါတယ် ရှိစုကတဲ့ဆိုလို့ရှင်တိတ်ဆိတ်တယ်ငြိမ်းအေးတယ်ဆိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့မှတ်ပေးထားမှာတကူက e adjective ဆိုလို့ရှင် နောက်ကနေ dash stand လိုက်တယ်နောက် adjective ဆိုလို့ရှင်နောက်ဖြုတ် dash ဆိုတဲ့ဥစားလေးပေါ့နော်အဲ့တော့ e မှာတော့ကလည်းကျွန်အငင်းပြောင်းခဲ့တယ်လို့မျိုးနာဆိုလို့ရှင်လည်းအငင်းပြောင်းရမှာပေါ့နော်နာ adjective ကိုအငင်းပြောင်းခြင်းတယ်ဆိုလို့ရှင်နောက်ဖြုတ်ဒေဝါအာဒီမာဆန်ပေါင်းပေးရတယ်တဲ့အဲ့တော့ suki na ဆိုလို့ရှင်ကြိုက်တော့ပေါ့နော်ကြိုက်နေတဲ့တော့ suki ဒေဝါအာဒီမာဆန်မကြိုက်ဘူး大丈夫な 大丈夫さがセンビド、大丈夫ではありません、セマビバウ。にぎやかなシガド、にぎやかではありません、マシガウ。ヒマナソアレド、それでベミューボノ。ヒマです、アバレ。ヒマですか、アラ。ヒマではありません、マアバウ。きれいなラパド、きれいですか、ララ。きれいではありません、マラウ。そういうピュタイボノ。えろ。なおぴょうです。 နာဟုဖြုတ်ဒေဝအာဒီမဆန်နော်အားလေးရှိမယ်ပြီးတော့လည်းကျွန်တော်ကအတိတ်ပြောင်းလို့ရသေးတယ်ဘယ်လိုပြောင်းမလဲဆိုတော့နာဟုဖြုတ်ဒက်စတာဆိုတဲ့စကားလုံးလေးဖြစ်သွားမယ်အဲ့တော့အရင်ကကြိုက်ခဲ့တယ်အရင်ကကြိုက်ခဲ့တယ်စကီဒက်စတာစကီဒက်စကြိုက်တယ်စကီဒက်စတာကြိုက်ခဲ့တယ်ဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဒါလေးကနည်းနည်းလေးတော့စောင်းနေတယ်ဒီလိုမျိုးလေး မျက်လုံးလေးဆောင်းဆောင်းလေးကြည့်ပြပါနီကီယကနာစီကားတော့နီကီယကဒေစတာစီကားခဲ့တယ်ဟိမနာအာလတ်တော့ဟိမဒေစတာအာလတ်ခဲ့တယ်ခိဒိနာလပတော့ခိဒိဒေစတာလပခဲ့တယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ်ရောညာတော့ဖြင့်စလုံးတစ်ခုဆိုလို့ရှင်ပတန်တစ်ခုဆိုလို့ရှင်သူကရိုးရိုးအဲရှိမယ်ပြီးလို့ရှင်ကျွန်တော်ကအငင်းပြောင်းနေပြီးလို့ရှင်အတိတ်ပြောင်းနေပေါ့နော်ပြီးလို့ရှင်အတိတ်ကိုမှမအငင်းထပ်ပြောင်းနေပေါ့နော်အငင်း negative bus ပေါ့နော် negative bus အဲ့တော့ မကြိုက်ခဲ့ဘူးဆိုလို့ရှိရင်စုခိနကြိုက်တော့စုခိတေဝအာဒီမာဆန်ဒိစ်တာမကြိုက်ခဲ့ဘူးနိဂိယကာနာစီကတော့နိဂိယကာတေဝအာဒီမာဆန်ဒိစ်တာမစီကားခဲ့ဘူးဟိမနာအာလတ်တော့ဟိမတေဝအာဒီမာဆန်ဒိစ်တာမအားခဲ့ဘူးခိဒိနအလပတော့ခိဒိတေဝအာဒီမာဆန်ဒိစ်တာမလှခဲ့ဘူးဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်၄ခုပေါ့နော် e adjective နဲ့ na adjective နဲ့ရှိမယ်ပေါ့နော် e ဆိုလို့ရှိရင်ကျွန်တော်တို့က dust တန်ပေါင်းတယ်နားဆိုလို့ရှင်နားကိုဖြုတ်ပြီးတော့ dust ပေါင်းတယ်ဤသူ့ကိုအငင်းပြောင်းမယ်ဆိုလို့ရှင်ခုနိုင်ဟုတ်တယ်ဟုတ်ခုနိုင်ပြီးလို့ရှင်အတိတ်ပြောင်းမယ်ဆိုလို့ရှင်ခတာအဲသူ့ကို negative part ဆိုလို့ရှင်ကကြတော့ခုနာခတာဆိုပြီးတော့ပြောင်းတယ်နား adjective ဆိုလို့ရှင်နားကိုဖြုတ်ပြီးတော့ dust သူ့ကိုအငင်းပြောင်းမယ်ဆိုလို့ရှင် dewa adimasan သူ့ကိုကျွန်တော်ကအတိတ်ပြောင်းမယ်ဆိုလို့ရှင် dashta အဲ negative pass ပြောင်းမယ်ဆိုလို့ရှိရင်ဒေဝအာဒီမာဆန်ဒက်စတာအဲ့တော့အဲ့လေးခုလေးကိုစင်တူစင်တူလေးချက်လို့ရှိရင်နှစ်ခုစင်တူလေးတွဲပြီးတော့ချက်လဲဆိုလို့ရှိရင်ပို့ပြီးတော့မှတ်မိလွက်လိမ့်မယ်ပေါ့နော်ဒါ and 5မှာလေးလာခဲ့တဲ့ဥစ္စာဖြစ်တယ်ပြီးရင်နောက်ထပ်တစ်ခုကျွန်တော်တို့မှာဒီခါရမတဲ့ဆိုရယ် vocab လေးရှိတယ်ခါရခါရဆိုတာက from တနေရာကနေ from ဆိုရယ်အဓိပ္ပာယ်ဒါအတွဲလိုက်လေးပဲကြိုင်းမှတ်ထားလို့ရတယ်ခါရမတဲ့ကို from to ဆိုပြီးတော့ကျွန်တော်မှတ်ထားလို့ရတယ် from yangon to mandalay ဆိုလို့ရှိရင် yangon ကနေ mandalay ပေါ့နော် from ဘန်ကောက်တူရန်ကုန်ဆိုလို့ရှိရင်ဘန်ကောက်ကနေရန်ကုန်ဆိုတဲ့အထိပ္ပယ်မျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ from to ဆိုတဲ့အခြေအမှာဘာကြီးလိုက်လို့ရလဲဆိုရင်ကျွန်တော်အားလုံးသိထားပြီးတိုင်းမယ်အချိန်လိုက်လို့ရတယ်နေရာလိုက်လို့ရတယ်ပေါ့နော်ဥမာယောဂျီခါရာဂိုဂျီမာတယ်ဆိုလို့ရှိရင်၄နာရီကနေပြီးတော့၅နာရီအထိဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ယောဂျီယောဂျီ၄နာရီဂိုဂျီ၅နာရီယောဂျီခါရာဂိုဂျီမာတယ်တက်၄နာရီကနေ၅နာရီအထိဖြစ်ပါတယ်ဆန်းစိခရာချူကနန်ဂျီခါရာနန်ဂျီမာတယ်တက်က siamap အတန်းကဘယ်နှနာရီကနေဘယ်နှနာရီအထိလဲဆိုလို့ရှိရင်ယောဂျီခါရဂေါဂျီမာတေဒက်စ်၄နာရီကနေ၅နာရီအထိဖြစ်ပါတယ် from 2ပေါ့နော်အဲ့တော့ရန်ကုန်ခါရမန္တလေးမာတေရန်ကုန်ကနေမန္တလေးအထိရန်ကုန်ခါရဘန်ကောက်ကူမာတေရန်ကုန်ကနေဘန်ကောက်အထိပေါ့နော်ဒါနေရာသုံးလို့ရတဲ့အချိန်ထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုတို့ကျွန်တော်တို့ဟိုစာကြောင်းလေးစပြီးတော့ဖွဲ့ကြည့်လို့ရတယ်အသက်ရှူကကျွန်တော်ကဂေါဂေါအဲ့မှာဘောကပ်လေးတစ်ခု ဟိုထပ်ပြီးတော့မှတ်ထားပေးကော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 ဆိုတာက PM ကိုပြောတာညနေပိုင်းပေါ့နော်အဲ့တော့မနက်ပိုင်း AM ဆိုလို့ရှင်ရောကောဇန်ကောဇန်ကောဇန်ဒီလိုမျိုးလေးပေါ့နော်ကောဇန်ကောဇန်ကောကောအဲ့တော့မနက်ပိုင်းညနေပိုင်းဆိုတဲ့ဥစားလေးရှင်ရောနော်ဝတ္တရှိဝကောကော ဟာချီချီခါရာဂျူးကြီးမာတဲ့ဘန်ကျော်ရှိမတ်အဲ့လိုဆိုရင်ကျွန်တော်ကည7နာရီကနေပြီးတော့10နာရီအထိစာချက်ပါတယ်အဲ့တော့ကိုဘန်နာရီကနေဘန်နာရီအထိစာချက်လဲပေါ့နော်မနက်လာညလာဆိုတဲ့ဥစားလေးကိုစာချောင်းဖွဲ့ပြီးတော့ကြည့်လို့ရပါပြီပေါ့နော်အဲ့တော့ N5 မှာဆိုလို့ရှင်လဲဒီခါရာမာတဲ့ဆိုတဲ့ဥစားလေးကလည်းဒါအရင်လဲသုံးဝင်နေလွယ်လေးလွယ်ရာဖြစ်တဲ့အတွက်ဒါလေးမှတ်ထားပြီးဖို့လိုအပ်ပါတယ်โอเคအဲ့တော့အချိန်နေနေရာတွေရှိမှာတော့နည်းနည်းလေးတော့ပါသွားရပေါ့နော် ူ့ရဲ့အချိန်နေရာနဲ့ပတ်သက်တဲ့ပါတီကယ်လေးတွေလည်းကျွန်တော်နည်းနည်းဆက်ပြီးတော့ကြည့်ကြည့်အောင်အချိန်နေရဲ့နောက်မှာနာရီရဲ့နောက်မှာဆိုလို့ရှိရင်ပါတီကယ်အမြဲတမ်းညဆိုတဲ့ဥစ္စာလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟိုအချိန်နေရည်တွက်တဲ့အခါမှာကြီးဆိုပြီးရည်တွက်တာတည်းရဲ့အချီချီနီးကြီးဆန်းကြီးရောကြီးကောကြီးဆိုပြီးရှိတာပေါ့နော်အဲ့တော့အဲ့ဒီကြီးတွေနောက်မှာဟိုပေါ့နော်မှားဆိုတဲ့ဥစ္စာမျိုးလေးထည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီနိဆိုတဲ့ဥစ္စာလေးထည့်လိုက်တယ်ပေါ့နော်။ဥပမာကျွန်တော်ဒီမနေ့အဲမနေ့9နာရီမှာအိပ်ရာထားတယ်ဆိုလို့ရှိရင်ဝတ္တရှိဝါ 七七七呢？okimas 七七七，所以讲困难哪一波？喏，okimas 哎呀，他的算是个龙鳞片吧？哎喽，啊，那嘛哎呀，他的算是个龙吧？片的的，你果然太厉害，没太厉害不？喏，果然七七七呢？okimas，哎，没那困难哪一嘛？哎呀，他吧嘞不？喏。 โอคิมัสဒီအိယာထားဒီဆိုရယ် buff ဖြစ်တယ်ဆိုတော့ဒါထည့်လဲအသေးပဲရှိတယ်မထည့်လဲကိစ္စမရှိဘူးဆိုရယ်အသေးပဲမျိုးပေါ့နော်တခြားဟိုစကလုံးညစာကြက်တယ်လို့ပြောလို့ရှင်မနဲ့ကြက်တာလားညကြက်တာလားကွဲအောင်ကြက်ချင်တယ်ဆိုလို့ရှင်ဂေါ်ဆန်တို့ဂေါ်ကောတော့ထည့်ပြီးတော့ပြောလို့ရှင်ပို့ပြီးတော့ပို့ပြီးတိကြတာပေါ့နော်အသက်ရှိဝဂေါ်ကောရှိချီချီနိဂေါ်ဟန်ကိုထားပေးမတ်အဲ့တော့အဲဒါဆိုရင်ရှင်တေးချရယ်ဒီဂေါ်ဟန်ဆိုတာကညစာကိုပြောတာပေါ့နော်ဂေါ်ဟန်ပုံမှန်ဆိုရင်တော့ဂေါ်ဟန်ဆိုတာထမင်းပဲဒီမှာဆိုရင်ကကြတော့သူအရှိအချိန်လေးကိုကြည့်ပြီးတော့ပါတာပြန်လိုက်တဲ့အခါမှာကျွန်တော်ဒီအဲည 9နာရီမှာညစာစားပါတယ်။ထမင်းစားတယ်ဆိုတာတက်ညစာစားပါတယ်ဆိုပြီးတော့ဘာသာပြန်လိုက်လို့ရတယ်ပေါ့နော်။အဲ့တော့ပတ်ထားပြီးစီစဉ်တာကအချိန်ကြီးရဲ့နောက်မှာပါတီကယ်ညှိလိုက်ပါတယ်။နောက်ထပ်တစ်ခုနေရာကြီးရဲ့နောက်မှာပါတီကယ်ကအဲသူ့ဘက်သူနေရာလေးပေါ်မှာလိုက်ပြီးတော့ဟိုအမျိုးစုံလေးပြောင်းသွားမျိုးလို့ရှိနိုင်တယ်။ပြီးတော့ဟိုကျွန်တော်ဒီမှာကျတော့ A ဆိုတဲ့ဥစ္စာလေးကိုအရင်ပြောမယ်ပေါ့နော်။ A ဆိုတာကတော့လာရပြတာကိုပြောတာဖြစ်တယ်။လာရပြတာ။လာရပြတာ။အဲ့တော့ ဒီကောဟာကိုထားပေးမှဆိုတဲ့ဥစ္စာယူမကြည့်လဲရတယ်။ဘာလို့ရောက်နေရလဲတော့မသိဘူး။အဲ့တော့တဏှာရာပေါ့နော်ကျွန်တော်သွားမဲ့နေရာတဏှာရှိတယ်။အဲ့တဏှာကိုသွားသည်ဆိုတဲ့ buffly ကအီကီမတ်သွားသည်။အီကီမတ်သွားသည်။အဲ့တော့ခိုင်းရှာအီကီမတ်လာရပြ။ကုမ္ပဏီကိုသွားတယ်။ရန်ကုန်အီကီမတ်ရန်ကုန်ကိုသွားတယ်၊နီဟွန်အဲအီကီမတ်ဂျပန်ကိုသွားတယ်။အဲ့တော့တဏျာရာကိုသွားတယ်ဆိုရဲလာရာကိုပြတဲ့အခါမှာဒီပတ်တီကဲအဲဆိုတဲ့ဥစားလေးကိုပြောသုံးတယ်ပေါ့နော်။အဲ့တော့ အချိန်ကြီးနောက်မှာပါတီကယ်နီလားရပြတဲ့ place ရဲ့နောက်မှာဆိုလို့ရှိရင်ကျွန်တော်ကအဲပေါ့နော်များသောအားဖြင့်နေ့စဉ်ဘဝမှာတုံးမှာခိုင်ရှာရဲ့ ikimas နဲ့ gakko ရဲ့ ikimas ဆိုတဲ့ဥစ္စာလေးနှစ်ကြောင်းလောက်လေးအတွဲလိုက်လေးချထားပြီးပေါ့နော်အဲ့တော့လားရပြတာဖြစ်တဲ့အတွက်အနောက်ကဟို buff လေးကကြောက်လဲ ikimas လေးနဲ့တွဲပြီးတော့တွေ့ရတတ်တာများတယ်ပေါ့နော်အဲ့တော့ဒါလေးကိုမှတ်ထားပေးပါနောက်ထပ်တစ်ခုအဲ့တော့ဒီနေရာမှာကျွန်တော်ထပ်ပြီးရောပေါ့နော်ဒီနေရာမှာထပ်လောင်းလေးပြောချင်တာက place ရဲ့နောက် ပါပေါ့နော်ဆွဆွကျွန်တော်တွေးခေတာကကြတော့ပါတီကဲအဲ့ဆိုတဲ့ဥစ္စာလေးကိုတွေးခေတာနောက်ထပ်တစ်ခုမှတ်ထားပေးစီချင်တာကကြတော့နေရာတည်းရဲ့နောက်မှာဆိုလို့ရှိရင်ဒီလိုမျိုးပါတီကဲ date ဆိုတဲ့ဥစ္စာမျိုးလေးလည်းရှိနိုင်တယ် place date အဲ့တော့ဆွဆွကျွန်တော်ပြောရဲဟုတ် and place ရဲ့နောက်မှာပါတီကဲတည်းကမျိုးစုံရှိနိုင်တယ်ဆိုတဲ့ဥစ္စာမျိုးလေးပေါ့နော်အဲ့တော့ခိုင်းရှာတဲ့仕事を ရှိます。အဲ့တော့အနောက်ကအနောက်က buff ပေါ့နော်အနောက်က buff ရှီကိုတိုဆူတူဆိုလို့ရှိရင်အလုတ်လုတ်တာအလုတ်လုတ်တာအလုတ်လုတ်တယ်ဆိုတဲ့ဥစ္စာကတော့ action လေးနည်းနည်းပါတယ်ပေါ့နော် action လေးပါတာဖြစ်တဲ့အတွက်သူကကျွန်တော်ကအရှိကဒီခိုင်းရှဆွဲနေရဆိုတဲ့နောက်မှာပါတီကရပါဖြစ်သွားလဲဆိုတော့ dead ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဘာလို့အနောက်ကဥစ္စာကိုအဲ့လိုမျိုး action ဆိုပြီးတော့ပြောတာလဲဆိုတော့日本で 仕事をしますလို့ရှင်ဂျပန်နိုင်ငံမှာအလုပ်လုပ်တယ်ဆိုတဲ့ဥစားမျိုးပေါ့နော်အရှိမာတော့ကျွန်တော်ကလာရပြတနည်းရရကိုသွားတယ်အဲ့ဒီကိုသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ပါတီကယ်ကအဲ့ဒီကိုသွားတယ်ပေါ့နော်မြန်မာလိုဆိုလို့ရှင်ဒီကိုသွားတယ်ဆိုတာဖြစ်တဲ့အတွက်ဒီမှာကိုဆွဲဖြစ်တဲ့အတွက်သူရဲ့ပါတီကယ်လေးကအဲ့ပေါ့နော်ကျွန်တော်ကဂျပန်မှာအလုပ်လုပ်တယ်ဂျပန်မှာအလုပ်လုပ်တယ်ပြီးလို့ရှင်ကုမ္ပဏီမှာအလုပ်လုပ်တယ်ဆိုတဲ့ဥစားဖြစ်တဲ့အတွက်မြန်မာလိုဆိုလို့ရှင်လည်းကျွန်တော်ကသုံးတဲ့ပါတီကယ်ကအဓိပ္ပာယ်ကမတူဘူးလေနော်အဲ့တော့ဒီမှာဆိုလို့ ရှင်ကကြတော့ please day ဆိုပြီးတော့ဖြစ်သွားရပေါ့เนาะအဲ့ဒီဟာ ਨੇ အတူတူနောက်မှာပါအောင်မလားတော့မသိဘူး please ရဲ့နောက်မှာပါတီကက်၃မျိုးရှိနိုင်တယ်ပေါ့เนาะပထမတစ်ခုကကြတော့အဲလာရပြတာ day ကကြတော့ action နောက်မှာ buff action buff ပါတယ်ဆိုလို့ရှင်တယ်နောက်တစ်ခုက need အဲ့တော့ please need please need ပါလဲဆိုတော့ဥပမာ私は ちのり、いま、あく。いえにいます。ちのり、あく。いえ、いえ、そが、えいま、えいま、しばれ。つくえ、つくえ、さぞぼえご。つくえの、うえ。うえが、じゃろ、おぼ。つくえの、うえに、ほんが、 ာဒီမတ်စ်အဲ့တော့ကျွန်တော်ဒီအနောက်ကပေါ့နော် imus နဲ့အာဒီအာဒီမတ်စ်နဲ့မတင်ရသေးလို့ဒီဥစားလေးကိုနောက်ကြရင်တော့ပြန်ပြီးတော့ပြောမှာပေါ့နော်ဒါပေမဲ့တခါတည်း please ပြောတဲ့အခါမှာလူမျိုးလေးမှတ်ထားပေးစီချင်တာက imus imus ဆိုတာကတက်ရှိရှိတာအာဒီမတ်စ်အာဒီမတ်စ်ကကြတော့တက်မဲ့ရှိတာပေါ့နော်အဲ့တော့တက်ရှိက ima i ရဲ့ ni imus ဤအိအိမ်မှရှိတယ်မြန်မာလိုဆိုလို့ရှိရင်တော့မှပဲအဲကုမ္ပဏီမှာအလုပ်လုပ်တယ်အိမ်မှရှိတယ်အဲ့တော့အနောက်က above the imus နဲ့ adimus ဆိုလို့ရှိရင်အတွအသေးအမှတ်ထားလို့ရတာပေါ့နော် imus နဲ့ adimus ဆိုလို့ရှိရင်သူ့ရဲ့ particle က need နော်အနောက်ကအဲ့တော့၃ခုရှိမယ် place ရဲ့နောက်မှာဖြစ်နိုင်တဲ့ particle လောလောဆယ်၃ခုရှိတယ်ပထမတစ်ခွကကြတော့အဲ့သူကကြတော့လာရပြတာများသောဖြင့် ikimas နဲ့တွေ့ရတတ်တယ်ပေါ့နော်နောက်က buff က action buff တစ်ခုခုအလုံးလုံးတဲ့အဲစာကျက်တဲ့တစ်ခုခုဆိုလို့ရှိရင်ကကြတော့ particle ကဒဲဖြစ်နိုင်တယ်အနောက်က buff က imas ရှိတယ်တက်ရှိရှိတယ် arimas တက်မဲ့ရှိတယ်ဆိုလို့ရှိရင် particle ကကြတော့ညိဆိုပြီးတော့ဖြစ်နိုင်တယ်အဲ့တော့ဒီ၃ခုကိုအရင်ဆုံးမှတ်ထားပေးပါနော်အဲ့တော့အဲ့ဒါလေး မပြောခင်အနောက်ကကြော်ပြီးတော့အော်โอเคအဲ့တော့ဒါလေးကိုကြော်ပြီးတော့ပြောလိုက်မှာပေါ့နော်စောစောကကျွန်တော်ပြောလိုက်တယ်တက်ရှိရှိတယ်တက်မဲရှိတယ်ဆိုတာပါလဲဆိုတော့ကျောင်းမှာ buff ရှိတယ်ပေါ့နော် aru နဲ့ edu နဲ့ရှိတယ်တက်ရှိတယ်ဆိုလို့ရှင် ရှိတယ်ဆိုပြီးတော့တုံးလို့မြန်မာလိုဆိုရင်တော့ရှိတယ်ပဲဒါပေမဲ့ဂျပန်ဘာသာစကားမှာရှိတယ်ဆိုတဲ့ဥစားကိုတက်ရှိတက်မဲခွဲပြီးတော့ပြောတယ်ပေါ့နော်အရှိမပါတီကယ်က ga လိုက်ပါတယ် ga edu ဆိုလို့ရှင်တက်ရှိရှိတယ် ga aru ဆိုလို့ရှင်တက်မဲရှိတယ်ဆိုတဲ့ဥစားမျိုးပေါ့နော် sansei ga imas ဆရာရှိတယ်။ဆရာအခန်းထဲမှာရှိနေတာပေါ့နော်။တနေရာမှာရှိနေတာမျိုးပေါ့။အဲ့တော့စမ်းစစ်ကအာဒီမဆိုပြီးတော့ပြီးတော့တုံးလို့မရဘူး။အဲတော်တော်လေးကိုအဲအတိတ်ပဲမရှိဘူးဖြစ်သွားမှာပေါ့နော်။အဲ့တော့စမ်းစစ်ကအီမဆရာရှိတယ်။စမ်းစစ်ကအီမဆန်းစမ်းစစ်မရှိဘူး။အိုခါနဲကအာဒီမတ်ပတ်စံဖြစ်တဲ့အတွက်တတ်မဲ့ဖြစ်တဲ့အတွက်အိုခါနဲကအာဒီမတ်ပတ်စံရှိတယ်။အိုခါနဲကအာဒီမတ်ဆန်ပတ်စံမရှိဘူးပေါ့နော်။အဲ့တော့ဒီဥစ္စာကိုမတ်ကိုအငင်းပြောင်းတဲ့ဥစ္စာလည်းအရှိခမ်းမှတင်ပြီးသွားပြီဆိုတော့ဒါလေးကိုမှတ်မိမယ်ထင်တယ်။ အဲ့တော့ဆရာကိုမေးမယ်ဆန်းစစ်ခေါဒီနေ့ခရတ်စကအဒီမတ်ကကလပ်ကလပ်ဆိုတာကကြတော့အတန်းချိန်ပြောပါတော့အတန်းရှိလားဆန်းစစ်အာရှတာခရတ်စကအဒီမတ်ကမနေ့ပြန်အာရှတာဆိုတာမနေ့ပြန်မနေ့ပြန်အတန်းရှိလား တမောတချီကဖူတာဒီအီမတ်ဖူတာဒီဖူတာဒီဆိုတာက၂ယောက်အဲ့တော့အဲ့ဒါကြီးလည်းကြက်ဖားဖို့ရလိုအပ်တယ်နော်ဟိုတယောက်၂ယောက်ရည်တွက်တဲ့အရေးအတွက်တွေပြောတာအဲ့တော့တမောတချီတငယ်ချင်းဖြစ်တဲ့အတွက်အနောက်မှာအီမတ်ဆိုပြီးတော့လိုက်တယ်ပေါ့နော်အီမိုတိုဆန်ကအီမတ်အဲ့တော့ညီမလေးရှိတယ်ပေါ့နော်ကွန်ပျူတာကအာဒီမာဆန်ကွန်ပျူတာမရှိဘူးအဲ့တော့တတ်ရှိရှိတယ်တမဲရှိတယ်ခွဲပြီးတော့ပြောရမယ်အဲ့တော့ရှိတယ်ဆိုလို့ရှိရင်ရှိတယ်ဆိုလို့ရှိရင်အီဒူအာဒူအဲ့တော့တတ်ရှိရှိတယ်ဆိုရင်အီဒူ တတ်မှတ်ရှိရဆိုလို့ရှင်အာတုဆိုပြီးဖြစ်သွားမှာပေါ့နော်အဲ့တော့သူ့ကိုစကားပြောအနေနဲ့ကျွန်တော်တို့အဲ sentence အပြည့်စုံလေးပြောမယ်ဆိုလို့ရှင် imas artimas ဆိုပြီးဖြစ်သွားမှာပေါ့နော်အဲ့ဒါကဆွဆွားဥစ္စာလေးနဲ့ပြန်ပြီးတော့ဆက်ဆက်ပြီးတော့ဒါလေးမှတ်ထားပေးရမှာပေါ့နော်အဲ့တော့အရှိမှာ私は今 ENE ますကျွန်တော်အခုအိမ်မှာရှိတယ်ကျွန်တော်ကလူဖြစ်တဲ့အတွက် imas တုံးတယ်ပေါ့နော်စကွဲနှုတ်ဝင်နေ hon ga adimas အဲ့တော့အဲဇပွဲကုန်ရဲ့ပေါ်မှာစာအုပ်ရှိတယ်စာအုပ်ကတတ်မဲ့ဖြစ်တဲ့အတွက် artimax ဆိုပြီးတော့တုံထားပေးရပါတော့အဲ့တော့ place ရင်တော့မှလိုက်တဲ့ particle ဒီဟာလေးတွေကိုမှတ်ထားပေးမယ်ပေါ့နော်အဲ့တော့ဒါလေးရမယ်ဆိုလို့ရှိရင်ဒါလေးကိုထပ်ပြီးတော့ကြည့်ပေးပါ နောင်ဩခုတဆိုင်အတွေ့လိုက်လေးမှတ်ထားပေးမယ်နောင်ဩခုတဆိုင်နောင်ဩခုတဆိုင်ဆိုတာကနောင်ကိုပေးပါဈေးတော့ဝယ်အရန်သုံးလို့ရတယ်အဲ့တော့နောင်ဖြစ်တဲ့အတွက်အရန်လွယ်တယ်ကိုကိုကိုလိုချင်တဲ့ဟာကိုကိုတောင်းချင်တဲ့ဟာကိုထည့်လိုက်ပေါ့နော်ဩခနဲ့ဩခုတဆိုင်ပတ်စံပေးပါရှုခုတဩခုတဆိုင်ရှုခုတဆိုင်ဆိုတာကအင်စာကိုပြောတာ homework အဲ့လိုကြီးတော့ဘယ်သူမှမပြောကြဘူးနော်ရှုခုတဩခုတဆိုင်အင်စာပေးပါဆိုပြီးတော့ဘယ်သူမှမပြောကြဘူးကျောင်းငယ်ငယ်တော့ကလေ ကြောင်ညာလေးရှိရလေ6လစာပေးပါဆိုရင်အဲ့ဒါလေးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်ဒီ grammar ပတ်သက်တဲ့အဲ့ဒါလေးကိုမြင်နေတော့ပြီးတတိရတယ်။အေး6လစာပေးပါဆိုရဲကြောင်ညာကိုသိလို့ရှိရင်အသက်30လောက်ရှိနေပြီထင်တယ်။အဲ့တော့ကလေးရာမသိတော့အခုကလေးတည်းရနော်။อืมဆိုရင်မဆန်ခိုရီယိုဂရာဖီ ရောချင်မမစည်းဝယ်ဆိုလို့ရှိရင်စိမဆန်းဆိုတာကဒါရောတောင်းပန်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဟုတ်ဘူး excuse me တစိတ်လောက်ပါဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခရီးကူတာဆိုင်ဒါလေးပေးပါခရီးခရီးဆိုတာဒီဟာပေါ့နော်ဒီဟာကိုပေးပါခိုဟီယိုကူတာဆိုင် coffee ပေးပါ juice ကူတာဆိုင် အေးပေးပါမိတုခုခုတာဆိုင်နွားနှုတ်ပေးပါအဲ့တော့နောင်းနေမှာကိုတီးရဲ့နောင်းနေတဲ့အကုန်လုံးခုတာဆိုင်ပေးပါနောင်းကိုပေးပါဒါဈေးဝယ်တယ်ဆိုလို့ရှင်အရင်ကအသုံးဝင်တဲ့ grammar ပတ်တန်လေးဖြစ်တယ်ပေါ့နော်ဒါလည်း n5 တော့လည်လာခဲ့တဲ့စကားလုံးလေးဖြစ်တယ်ပြီးရင်ကျွန်တော်တို့မှာ n5 မှာဆိုရင်အချိန်နေလာရေးဆိုရဲဥစားလေးကိုလည်းမှတ်ခဲ့ရတယ်အဲ့တော့နန်ကတ်စနန်နီချီဘနလာဘနရက်ဆိုရဲဥစားမျိုးပေါ့နော် 今日は何月何日ですか?ဒီနေ့ကဘယ်နှလပိုင်းဘယ်နှရက်နေ့ဖြစ်တာလဲ?誕生日は日ですか?မွေးနေ့ကဘယ်တော့လဲ?အဲ့တော့ N5 မှာကလေ basic ဖြစ်တဲ့အတွက်မှတ်ရရတယ်အရင်များတယ်ပေါ့နော်။ဟို တော်တော်လေးကိုအသက်လဲဖြစ်တဲ့အပြင်ကိုလေးမှတ်ရတဲ့စကားလုံးကြီးတစ်နှစ်သုံးလေးရနေစပြီးတော့အကုန်ကာကြီးခါခွေးတွေအကုန်မှတ်ရဖြစ်တဲ့တော့ခေါင်းထဲမှာလည်းတော့များနေမယ်ဒါပေမဲ့ကြိုးစားပြီးတော့ကြက်ပေးပါသူ့ရဲ့ဟိုအပိုင်ပိုင်လေးခွဲပြီးတော့ပေါ့နော်အဲ့တော့အချီကစနေကစဆန်ကစလီလာပိုင်ဆိုရင်ကျွန်တော်ကယွန်းကစမဟုတ်ဘဲနဲ့ရှီကစဆိုပြီးတော့အဲ့လိုတန်ပြောင်းသွားတဲ့နေရာလေးလည်းရှိတယ်အဲ့တော့အဲ့ဒါမျိုးလေးလည်းရအောင်ချက်ထားပေးပါနော်အဲ့တော့ကိုယ့်ရဲ့မွေးနေ့ကိုပြောတတ်အောင်ဒီနေ့ဗနေရနေ့လဲဆိုတဲ့ဥစ္စာကိုပြောတတ်အောင်လေ့ကျင့်ရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့ကဘယ်လိုလဲဆိုတဲ့ဥစ္စာကိုပြောတတ်အောင်လေ့ကျင့်ရမယ်ပေါ့နော် it's ီချွတ်စွာက WHN 1ဘယ်အချိန်လဲဆိုတဲ့စကားလုံးလေးပေါ့နော်1အဲ့တော့တန်ကြောပြီးဝိုက်ချစ်တစ်ကယာချူမီဝိုက်ချစ်တစ်ကယာချူမီစွာက holiday ကိုပြောတာ holiday ကဘယ်တော့လဲယာချူမီဝိုက်ချစ်တစ်ကပိတ်ရက်ကဘယ်တော့လဲခေတ်ကနန်ကချစ်နန်နီချစ်တစ်ကဒီနေ့ကဘယ်နှလပိုင်းဘယ်နေ့လဲပြီးလို့ရှင်ကျောင်းမှာယောပြီးနေရှိတည်းလေယောပြီး ကချီယောဘီခါယောဘီဆွီယောဘီမခုယောဘီခင်းယောဘီတူယောဘီနိချီယောဘီဆိုတဲ့ယောဘီလေးလည်းရှိသေးတယ်အဲဆန်ဒေးတူမန်ဒေးပေါ့နော်အဲအားလေးလေးရှိသေးတယ်အဲ့တော့အဲ့လေးလေးချထားပေးပါခေါဝါနန်ယောဘီဒက်စကဒီနေ့ကဘယ်နေ့ရဲ့အဲဘာနေ့လဲပေါ့နော်ဘာနေ့လဲအဲ့လိုမျိုးလေးလည်းရှိမယ်အဲ့တော့โอเคဒီတိ ဒီနေ့ကကြတော့ကျွန်တော်ဟိုအများကြီးမပြောတော့ဘူးပေါ့နော်အများကြီးမပြောတော့ဘူးဆိုတာကတိတိကျကျမှတ်မိစေချင်တာကဒီနာအက်တစ်တစ်လေးကိုလေးခုခွဲတာလေးလည်းတေချာလေးမှတ်မိစေချင်တယ်ပြီးလို့ရှိရင်ဆိုးဆိုးကပြောခဲ့တဲ့ဒီ particle လေးတွေလည်းမှတ်မိစေချင်တယ်ပေါ့နော် particle လေးတွေလည်းမှတ်မိစေချင်တယ်ပြီးတော့နာအက်တစ်တစ်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းသူ့ကိုကျွန်တော်လေးနာအက်တစ်တစ်တည်တံ့ဗီဒီယိုလေးလုပ်ထားရှိတယ်အဲ့တော့ vocab တွေအများကြီးရချင်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုလည်းထပ်ခါထပ်ခါနားထောင်ပေးပါဒီနေ့ရဲ့အင်စာအနေနဲ့ကကြတော့အဲ့လိုအရေးအတွက်တွေပေါ့နော်အရေးအတွက်တွေလရတွေရက်တွေကိုပြန်ပြီးတော့တစ်ချက်ဒီဗီဒီယိုလေး းကြည့်ပြီးလို့ရှိရင်ပြန်ပြီးတော့နှွေးဖို့အတွက်ပေါ့နော်အဲ့ဒါလေးအချိန်ထည့်ပြီးတော့ထည့်ပေးလိုက်ပါမယ်နောက်ထပ်အပိုင်းဒီရှင်းအောင်မယ်နော်အဲ့တော့အဲဘယ်လိုပြောမလဲလွယ်တော့မလွယ်ဘူးဒါပေမဲ့လည်းထက်ခါထက်ခါနားထောင်ရင်တော့အများကြီးလွယ်သွားလိမ့်မယ်နောက်ထပ်အပိုင်းမှာပြန်တွေ့မယ်အပိုင်း၃မှာပြန်တွေ့မယ်နော်အပိုင်း၄ကြည့်ပြီးပြီဆိုလို့ရှိရင်လည်း comment လေးမှာခဲ့ပေးပါဦးတာ